ဆိုပြတဲ့တင်လို့ယောက်ျားကောင်းရစီချင်းလို့တမလေးကိုမေတ္တာတော့အလို့ချက်ထားခိုင်းတဲ့မာကြီးဆိုအကယ်ဒမီများချင်းမင်းသမီးကြီးဆိုမြတ်သူစာကတော့ဒီမရဲ့ဒီမဖြစ်သူခက်ကလေးကိုလည်းယောက်ျားကောင်းရစီချင်းလို့မေတ္တာတော့အလို့ချက်ခိုင်းထားတယ်လို့သိရပါတယ်။ဘာသာရေးကိုအရန်ယုံကြည်ကန်ချိုင်တဲ့ဆိုမြတ်သူစာကညီမငယ်ဆုံးလေးဖြစ်သူဆိုပြတဲ့စဉ်ယောက်ျားကောင်းကောင်းရတယ်ဆိုတာမေတ္တာတော့အရန်ရွတ်တာကြောင့်လို့ယုံကြည်နေခဲ့တာပါ။ဒီအကြောင်းကိုမာကြီးဆိုကဆိုပြလေးကငငယ်ကလေးက ူကြီးမိဘအပေါ်မှာယူသေးပြီးလိမ္မာရေးချရှိတယ်။ဖာရာရေးကိုလည်းကန်ချိုင်းတယ်။အဲ့ဒီအချိုးရလဲကြောင့်သူပြက်ကအယံကန်ကောင်းတဲ့မိသားစုတစ်ခုတည်းရောက်ရှိခဲ့တာပါ။ဒါကြောင့်ဒီမလေးခစ်ကိုလည်းဆုံးမတယ်။မင်းအမတ်ကိုစံနမူနာယူနော်။အဲ့ဒီလိုဘွားလေးပိုင်ဆိုင်ခြင်းရင်မေတ္တာတော်များများရွတ်လို့ဆုံးမထားကြောင်းသိရပါတယ်။ဒါအပြင်မကြီးစိုးကခက်ခက်လေးကိုမေတ္တာတော်အလှူရတဲ့နေ့အိုင်ဖုန်းအသေးစစ်စစ်တလုံးဝယ်ပေးမယ်လို့ပြောဆိုထားကြောင်းသိရပြီ။ လူငယ်ဆိုတော့အပေးယူလေးနဲ့ဆွဲခေါ်ရတာပေါ့မိန်ကလေးဆိုတာအိမ်တောင်ကြီးကအရေးကြီးဆုံးပဲနင်ကောင်းရသွားရင် မာကြီးတို့တေပြောပြီးစွပစ်ကိုစိတ်ချရပြီဆိုတော့သူ့ကိုလည်းလူကောင်းသူကောင်းလေးနဲ့တွေ့စေချင်တယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်အဆိုပါပြောဆိုမှုအပေါ်ဗိတ္တတွေကတော့ဒီအစ်စ်ရွယ်ကြီးနဲ့မြေတားတုံမရတာကိုကုံယူပြီးမီဒီယာပေါ်တစ်ဖြစ်နေသေးတယ်မိဘတုံတင်မှုရှိရင်မြေတားတုံဆိုတာမိန်ကလေးတယောက်အနေနဲ့ငငယ်ကလေးက ရွေးဖတ်တတ်ရမှာပါမကြီးစိုးကတူတူမလေးအနေထိုင်မသက်တာကိုကြွားချင်တာလားအိုင်ဖုန်းဝယ်ပေးနိုင်ကြောင်ကြွားချင်တာလားမတဲခွဲဘူးလို့ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်ဗိတ်တက်ကြီးတို့ရောလင်ကောင်းရအောင်မိန်ကလေးတွေမြတ်တာတော့ရွေးရမယ်ဆိုတော့စွမြတူစာရဲ့အယူဆအပေါ်ဘလို့များထင်ကြပါတလဲနော်အခုလိုအချက်တွေကြောင့်ထုံးလို့ရပိုင်ချင်းတတိကြီးတွေကိုတော့ဘဝလက်တွဲဖို့အဖြစ်ရွေးချယ်ထားတဲ့နိုင်ငံကျော်မင်းသမီးတို့ဘာကြောင့်လဲဆိုတော့ရုပ်ရှင်ထုတ်လုပ်သူပြိုကျူစာတွေကိုအင်တာဖိတ်အဖြစ်နဲ့ ွေးချယ်လိုက်တဲ့အခါမှာသူတို့ရဲ့အနုပညာလမ်းကြောင်းကပို့ပြီးတော့ဖျောက်ဖီးသွားစေလိုပါပဲနံပါတ်3နေမြမှုနံပါတ်ကြီးရုပ်ရှင်ထုတ်လို့ရပိုင်ချင်းကိုပိုဆန်းတဲ့အရှိတူတွေဖြစ်နေတာကတော့ရုပ်ဆောင်မင်းသမီးမေမြမှုပါမေမြမှုကအမတူဖိုးရုပ်တန်ဇာလန်တွေကနေအောင်မြင်လာတဲ့ထိတ်တန်းမင်းသမီးတလဲပါအခုတခါမှာတော့ပျော်ကျူစာကိုပိုဆန်းတဲ့အရှိတူတွေဖြစ်နေတာဖြစ်ပါတယ်ကိုပိုဆန်းဆိုတာကပိုပိုအင်တာတိန်မန့်ပိုင်ချင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာကိုထုတ်လုပ်ရိုက်ကူးနေတာပါဒါကြောင့်လဲမင်းမြင့်မို့ကဖြစ်သူကိုပိုဆန်းရဲ့ရုပ်ရှင်တွေမှာမင်းမင်းနေရာကနေစစ်တိုက်ပါဝင်တရုတ်ဆောင်ခွင့်ရတယ်လို့ဒီဇာတ်ကားတွေနဲ့ပဲအကယ်ဒမီစုတွေကိုရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်နံပါတ်1 Not 4 Ether အနည်းပညာလောကမှာနောက်ထပ် producer တစ်သိကြီးတူနဲ့ဖြစ်သူတွေဖြစ်နေတာကတော့ Not 4 Ether ပါ Not 4 Ether က Hiplet ရုပ်တံ application ပိုင်ရှင်ပိုထက်ခိုင်ဝင်တဲ့ဖြစ်သူတွေဖြစ်နေတာဖြစ်ပါတယ် ကိုထက်ခိုင်ဝင်းကနမကြီးမြတ်မြတ်တောင်ပေါ်ရွှေဆိုင်ပိုင်ရှင်ရဲ့သားဖြစ်တယ်လို့သူကိုယ်တိုင်ကလည်းရုပ်ရှင်ထုတ်လို့ရင်းနဲ့အနုပညာလောကမှာစီးပွားရေးတွေများစွာကိုလောက်ကင်နေတာပါအခုဆိုရင်တော့ display ရုပ်တံ app ကိုတည်ထောင်ထားပြီးတော့ရုပ်တံဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားတွေများစွာကိုရိုက်ကူးနေတာပါအဆိုပါရုပ်ရှင်တွေဇာတ်လမ်းတွဲတွေမှာ not for ether ကအဓိကနေရာကနေပုံဝင်တရုပ်ဆောင်ခွင့်ရရှိတာဖြစ်ပါတယ် နံပါတ်၁ပုံမွန်ရွှေရီမြန်မာနိုင်ငံရဲ့အရှမ်းတာဆုံးပရိုဂျူဆာတူဦးကိုလက်ထပ်ထားတာကတော့ထိတ်တန်းမင်းသမီးဦးအောင်ရွှေရီပါပုံမွန်ရွှေရီခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်ဟာတိစက်ကားကုမ္ပဏီနဲ့တခြားသောစီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကိုင်နေပါတယ်ဒါ့အပြင်ပုံမွန်ရွှေရီခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်ကဆာဗင်းစင်ရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ထားတာပါဒါ့အပြင်အခုဆိုရင်တော့ဝင်းမုံရွှေရီခင်မုန်းတဲ့က ဥမုံရွှေကိုကိုပိုင်ရုပ်ရှင်ထုတ်လို့ရေးတည်တဲ့တည်ထောင်ပေးထားတာဖြစ်ပါတယ်။ပြစ်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။